ားလုံးပဲမင်္ဂလာပါရှင် For You Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မိုးလေဝသနဲ့ဇလပရညွန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အောက်တိုဘာလ15ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတယ်မိုးလေဝသခန့်မှန်းချက်တွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီကနေ့အောက်တိုဘာလ15ရက်နေ့အတွက်မိုးနောင်ကာလမြန်မာနိုင်ငံရာသီဥတုခန့်မှန်းချက်များနဲ့မုတ်တုံလီအခြေအနေခန့်မှန်းချက်များကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင် ပထမဆုံးအနေနဲ့မူလဝတ္တပညာရှင်ဦးဝင်းနိုင်ထုတ်ပြန်တဲ့တောင်တရုတ်ပင်လယ်ဘင်္ဂလားပင်လယ်အော်နေအာရိပြပင်လယ်တို့တွင်ဖြစ်ပေါ်နိုင်သည့်ထူးခြားမူလဝတ္တအခြေအနေတို့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ပစိဖိတ်သမုဒ္ဒရာအနောက်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသည့်လေပွေလိုင်း Inverse 96W သည်အနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီးဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းနှင့်မြောက်ပိုင်းကိုချင်ကဲလာစဉ်အာကောင်းသောအပူပိုင်းမုန်တိုင်း Tropical Storm SS ဖြစ်လာနိုင်ပါတယ်။ယနေ့ရရှိသည့်အချုပ်တင်ခံမလန်းချောင်းတိုင်းဆက်လက်ရွေးလျားပါကအော်တိုဘလ19ရက်နေ့ညပိုင်းမှာတိုင်ဖွန်းမုန်တိုင်းအဖြစ်တောင်တရုတ်ပလဲတွင်သို့ဝင်ရောက်လာနိုင်ကြောင်း Icon Model အချုပ်တင်ခံမန်းချက်များနှင့် ECMWF Super Model များဤအချုပ်တင်ခံမန်းချက်တွေမှာတွေ့ရတာကြောင့်မိုးလွန်ကာလမှုအခါလွန်မှုဖြတ်မိုးများ၏အန္တရာယ်ရှိနိုင်သည့်အတွက် အထူးသတိပြုဆောင်ကြည့်ရပါမည်။ ိန္ဒိယနိုင်ငံအနာတာမိုင်းအာရိပြပင်လယ်တွင်မှလေပြင်းအာနေယဝန်တစ်ခုဖြစ်ပေါ်လာနိုင်ပြီးလေပြင်းအာနေယဝန်ကြောင့်အရှိလေစီကြောင့်ပုံမအားကောင်းလာနိုင်က Inverse 96W အနာများဘက်သို့ရွေလျားနိုင်ခြင်းကိုပုံမအားပေးနိုင်တာကြောင့်အာရိပြပင်လယ်ကလေပြင်းအာနေယဝန်အခြေအနေကိုလည်းစောင့်ကြည့်ရပါမယ်။အိန္ဒိယနိုင်ငံအလဲပိုင်းဒေသများမှာဆက်လက်ဆုတ်ခွာလျက်ရှိတဲ့အနာတာမုတ်သွန်လေးသည်မြန်မာနိုင်ငံမှာအော်တိုဘလ15ရက်နေ့နောက်ပိုင်းမှာအပိသက်ဆုတ်ခွာနိုင်မယ်လို့ခန့်မှန်းရပြီး အိန္ဒိယမူလဝတ္တဌာန IMD ခမန်ချက်အရနောက်လာမည့်ရက်ပိုင်းတွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှမုတ်တုံစာတင်ဆုတ်ခွာနိုင်ကြောင်းခန့်မှန်းထားတာကိုအော်တိုဘလာတရနေ့မှာ IMD ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲထုတ်ပြန်ချက် press release မှာတရားပါရင်ဒီအခြေအနေတွေကြောင့်မြန်မာနိုင်ငံပြည်내တိုင်းဒေသအလုံးမှာမိုးအနေငယ်မှမိုးတင်းတင့်ဆက်လက်ရွာသွန်းနိုင်အောင်မှဖြစ်ပြီးအော်တိုဘလာ20ရက်နေ့ကိုကျော်လွန်ပြီးမှသာမိုးရော့နေလာနိုင်ပါမည် ဆက်လက်ပြီးမူလဝတ္တနှင့်ဆလာဗီယာညွန်ချမှုဦးစီးဌာနကထုတ်ပြန်လိုက်သောထူခြားမူလဝတ္တအခြေအနေကိုတင်ပြပေးသွားပါမယ်။ဘင်္ဂလားပလင်အခြေအနေဘင်္ဂလားပလင်အရှေ့မြောက်ပိုင်းတွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးဘင်္ဂလားပလင်အရှေ့လယ်ပိုင်းတွင်တိမ်အထင်အင့်မှ တိမ်ထူထန်နေပါသည်။ကပလီပလင်ပြင်နှင့်ကျန်ဘင်္ဂလားပလင်အော်ရိုတွင်မုတ်တုံလီအာနေနေပါသည်။ယနေ့ညနေထိခံမှန်းချက်မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကွက်ကြား နေပြီးတော့မကွေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကယားပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့တွင်နေရာကျဲကျဲရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့တွင်နေရာဆိတ်ဆိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံ့ပြားမိုးထစ်ချုံရမည်ရွာရံရံနှုံးပြည့်ဖြစ်ပါတယ်နေပြီးတော့နေရာကွက်ကြားမိုးထစ်ချုံရမည်ရန်ကုန်ကပ္ပအေးနေရာကွက်ကြားမိုးထစ်ချုံရမည်မန္တလေးနေရာကွက်ကြားမိုးထစ်ချုံရမည် ဘကုနေရာကွက်ချောင်းမူထစ်ချောင်းရမည်မကွေတင်းတင်းတင်းဖြစ်ထွန်းပြီးမူထစ်ချောင်း၍နေရာကွက်ချောင်းမူရမည်ဟုံမလင်းတင်းတင်းတင်းဖြစ်ထွန်းပြီးမူထစ်ချောင်း၍နေရာကွက်ချောင်းမူရနိုင်ပါသည်မုံရတင်းတင်းတင်းဖြစ်ထွန်းပြီးမူထစ်ချောင်း၍နေရာကွက်ချောင်းမူရမည်ပသိန်းနေရာကွက်ချောင်းမူထစ်ချောင်းရမည်တဝဲနေရာကွက်ချောင်းမူထစ်ချောင်းရမည်မြေကြီးနာတင်းတင်းတင်းဖြစ်ထွန်းပြီးမုတ်ထေချုံ၏နေရာကွက်ချာမူရနိုင်ပါသည်။လွိုက်ကောနေရာကွက်ချာမုတ်ထေချုံရမည်။ ဖက်အန်းနေရာကွက်ကြားမူတစ်ချုံရမည်ဟာခါနေရာကွက်ကြားမူတစ်ချုံရမည်မော်လမြိုင်နေရာကွက်ကြားမူတစ်ချုံရမည်စစ်တွေးနေရာကွက်ကြားမူတစ်ချုံရမည်လာရှုတင်တင်တင်ဖြစ်ထုံမီမူတစ်ချုံ၍နေရာကွက်ကြားမူရနိုင်ပါသည်တောင်ကြီးနေရာကွက်ကြားမူတစ်ချုံရမည်ကျိုင်းတုံ နေရာကွက်ကြားမူတစ်ချုံရမည်မိုးတိမ်တောင်ဖြစ်ပေါ်မူခြင်းနှင့်ရန်ကုန်တိုင်းဒေသကြီးမကွေတိုင်းဒေသကြီးသတင်းထိုင်တိုင်းဒေသကြီးမွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့တွင်မိုးတိမ်တာများဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တာများရွေလျားရနေရာတခြားတွင်မိုးရသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းပျက်စီးလက်ခြင်းနဲ့မိုးတီကျေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။နောက်နေ့အတွက်အခမ်းအနချက်မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင်ထစ်ဆုံးမှုအခြေအနေများဖြစ်ပေါ်နိုင်ပါသည်။နေပြည်တော်နှင့်ဤတဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက် နေရာကွက်ကြားမူတစ်ချုံရမည်။ရွာရံရံုံပြည့်ဖြစ်ပါရယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်တွင်ယနေ့ညနေထိခံမှန်းချက်။နေရာကွက်ကြားမူတစ်ချုံရမည်။ရွာရံရံုံပြည့်ဖြစ်ပါရယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်တွင်ယနေ့ညနေထိခံမှန်းချက်။နေရာကွက်ကြားမူတစ်ချုံရမည်။ရွာရံရံုံ80ဖြစ်ပါရယ်။မြမပင်လယ်ပြင်လိုင်းနေငယ်မှအလိုင်းတင်တင်ရှိမည်။လိုင်းမြင့်မှာမြမကင်ရန်တရှောင်းနေကဲလွန်ပလဲပြင်းတို့တွင်၄ပေမှ၆ပေခန့်ရှိနိုင်ပါသည် ်ပင်လယ်ပြင်ခီးရဲ့အတွက်မလို့တာခံမှန်းချက်2025ခုနှစ်အော်တိုဘလ15ရက်နေ့နနက်10နာရီခွဲအချိန်ထုတ်ပြန်ချက်ဘင်္ဂလားပလင်အော်ချင်းနေဘင်္ဂလားပလင်အော်အရှေ့မြောက်ပိုင်းတွင်တိမ်အထင်းငယ်ဖြစ်ထွန်းနေပြီးဘင်္ဂလားပလင်အော်အရှေ့လယ်ပိုင်းတွင်တိမ်အထင်းအထင်းမှတိမ်ထူထပ်နေပါတယ်ကပလီပလင်ပြင်နေချက်မင်္ဂလားပလင်အော်တွင်မောက်တော်လေးအားနေနေပါတယ်ရန်ကုန်မှာတနင်္သာရီကံရန်တလျှောက်ပလင်ပြင်ခီးရဲ့အတွက်မလို့တာခံမှန်းချက်ယနေ့မွန်တဲမှာနောက်24နာရီတွင်ခံမှန်းချက်မိုးလေဝသချင်းနေ နေရအနှံ့ပြမူထစ်ဆောင်ရမည်အမြင့်တာလေးမိုင်းမူရစင်တမိုင်းခက်ရေပြင်းလေးတောင်သွမအရှိတောင်တနိုင်ပလဲမိုင်း90မိုင်းတခါတရံမိုင်း90မှ95မိုင်းလိုင်းချီနေလိုင်းနေငယ်မှလိုင်းတင်တင်ရှိမည်လိုင်းမြင့်လေးပေမှ6ပေခန့်ရန်ကုန်မှာရခိုင်ကင်ရဲတလျှောက်ပြင်လဲပြင်ခီအတွက်မလို့တိုင်းခမန်းချက်ရင်းနေမွန်တဲမှာနောက်24နိုင်အတွင်းခမန်းချက်မလေးဝတာချင်းနေနေရာကျဲကျဲမိုးထစ်ချုံရမည်အမြင့်တာလေးမိုင်းမိုးရစင်တမိုင်းခန့် ရေပြင်းလီအရှိတမို့အရှိတောင်းတနားပလဲမိုင်း90မိုင်းတခါတရံမိုင်း20မှ25မိုင်းလိုင်းချီနေလိုင်းနေငယ်မှလိုင်းတင်တန်းရှိမည်လိုင်းမြင့်၄ပေမှ6ပေခန့်နောက်ဆုံးအနေနဲ့မူလဝတ္ထုနဲ့ဆလာပြညွန်ချမှုဦးစီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ထားသောမြေကြီးမှုအခြေအနေနဲ့သတိပေးချက်များကိုလည်းတင်ဆက်ပေးသွားပါမယ်။မြေကြီးနာမြေရင်နပေကျော်ခန့်ထက်ကြောင့်မိကညဏ်နေမှ12နှစ်တွင်မြေကြီးနာမျိုးဤမိကမြင့်ဆုံးမှုချိန်33.3 33ဒီဂရီစင်တီဂရိတ်ယနေ့အနေဆုံးပူချိန်55.6ဒီဂရီစင်တီဂရိတ်ဖြစ်ပါရရှင်။မြေကြီးနားမြေကြီးစိုးရင်ရေမတ်1200စင်တီမီတာသို့ရောက်ရှိရန်912စင်တီမီတာ23မီကျော်ခန့်အလိုရင်းရောက်ရှိနေပါသည်။မြေကြီးအတက်ကျပုံမှန်နေထိုင်ခန့်မှာရှိနေပါမည်။ထိုကဲ့မြေကြီးနိုင်တဲ့အချိန်နှင့်မတွေ့ရှိသေးပါရှင်။အယောက်ဒီမြေအထက်ပိုင်းမှာမူအားတင်းတင်းရှိနေပါသည်။ရန်ဖန်ရန်ခအီအော်ဒီမြစ်ဆောင်ထပ်ပိုင်းမှာနေရာကွဲ၍မိုတဲထန်စွာရသွင်းခြင်းများကြောင့် ညစီနာမြေကြဆင်းနေရမှပြန်တလာခြင်းအကျဉ်းချင်းဖြစ်ပေါ်နေပါအောင်မယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန့်ဒေသများနဲ့အေရော်တင်မြေအထက်ပိုင်းမိခမြေနဲ့မိခမြေဝန်ဒေသများမှာမုတ်တိမ်တောင်ဖြစ်ထွန်းမှုအားနေငယ်ရှိနေပါတယ်။အေရဝတီမြေကိုတခြားနဲ့ချင်းနစ်မြေကိုတခြားမြေကန်ဒီမြင်းနေဒေသများနဲ့မြင်းနုကျွများတွင်စိုက်ပျိုးလောက်ကိုင်းနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများအေယဝတီမြစ်ကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက် တင်ပြပေးလိုက်ပါတယ်။ချင်းတွင်းမြေအခြေအနေခန်းတီးမြေရေတပေကျော်ခန့်ထက်ကြောင့်မိခညဏ်နေမှ12နှစ်တွင်မုံရွာမြေရေတလမခန့်ပြန်တဲ့မိခညဏ်နေမှ12နှစ်တွင်ချင်းတွင်းမြေအတက်ကြောင့်ပုံမှန်နေထားခန့်မှာရှိနေပါမယ်။ထုခဲမြေကြီးနိုင်သည့်အခြေအနေမတွေ့ရှိသေးပါရှင်။ခန်းတီးမြေရေဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ဟောမလင်းမြင့်ရင်အနေငယ်ထက်တန်နိုင်ပြီးယနေ့နေ့လယ်ပိုင်းတွင်ပြလေကြာဆင်းနိုင်ပါတယ်။ဖောင်ပြင်းမော်လိုက်နှင့်ကလေးဝါမြေတို့မှာပြပြချင်းဆက်လက်တန်နေပါအောင်မယ်။ မင်းကင်ကနေနဲ့မော်ရမြို့မြေတို့မှာပြပြချင်းဆက်တန်းနေပါအောင်မယ်။အရာဝတီမြေအချိန်နေဗမောင်မြေအနေငယ်ထက်တန်းနိုင်ပြီးယနေ့နေ့လယ်ပိုင်းတွင်ပြည်လေကြဆင်းနိုင်ပါတယ်။ရှေကူမြို့မြေပြပြချင်းဆက်လက်တန်းနေပါအောင်မယ်။ယနေ့ညပိုင်းနဲ့မနက်ဖြန်နေ့ပိုင်းတို့တွင်ပြည်လေကြဆင်းနိုင်ပါတယ်။ကတာမြို့မြေပြပြချင်းဆက်တန်းနေပါအောင်မယ်။ထီးချိုင်းမြေအနေငယ်ထက်ကြနိုင်ပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်နေ့ပိုင်းတို့တွင်ပြည်လေမြင့်တက်လာနိုင်ပါတယ်။ ။တပိတ်ချင်းမန္တလေးစကိုင်းနဲ့မြင်းမှုမြေတို့မှာပြပြချင်းဆက်လက်ကြာဆင်းနေပါမယ်။ပခုတ်ကူညာဦးနဲ့ကျောင်းမြို့မြေတို့မှာပြပြချင်းဆက်လက်ကြာဆင်းနေပါမယ်။မင်းဘူးမက်ခွေအောင်လန်နဲ့ပြမျိုးတို့မြေတို့မှာပြပြချင်းဆက်လက်ကြာဆင်းနေပါမယ်။စိတ်သားမြေကြီး အတက်ကြမရှိရတန်းနေပြီးယနေ့နေ့လယ်ပိုင်းတွင်ပြန်လည်ကြာဆင်းနိုင်ပါရဲ့။ဟင်္ဒရာမီအတက်ချမရှိရတန်းနေပြီယနေ့ညပိုင်းနဲ့မနက်ဖြန်ပိုင်းတို့တွင်ပြန်လည်ကြာဆင်းနိုင်ပါသည်ဇလုံမြို့မြေအတက်ချမရှိရတန်းနေပြီ ယနေ့ညပိုင်းနဲ့မနက်ပိုင်းနဲ့ပိုင်းတို့တွင်ပြန်လည်ကြာဆင်းနိုင်ပါသည်ဧရာဝတီမြေအမြင့်တက်မှုကို24နှစ်ဆောင်ကြည့်တင်ပြပေးနေပါရရှင်။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားပါမယ်။ဗီဒီယိုလေးကိုအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘောဝ BND ရဲ့ကနေကင်ဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။